အားလုံးပဲမင်္ဂလာပါမဘောထွန်းကဏ္ဍရဆိုင်ရာအပိုင်း6ဆောင်းဝင်းရုံချုံထားသောမြို့တော်တခွင်းလုံးကို အမောင်းနုက ဖုံးလန်းလာခဲ့ပြီအင်းဒီဒီအချမ်းတတအောင် တပြပြီတပြခတ်သက်သက်ကလေးရှောက်လာခဲ့သည်ဒီတခါတော့မြတ်ဘက်ကိုဦးတည်၍ရှောက်လာသည်တတမရေးတာလန်းနေအနောက်33လမ်းဆုံးရောက်တော့ ပြားလိုက်နေတူသောအီယာမအဆောင်ကြီးတခုကိုတွေ့ရ၏အနည်းရောက်တော့မှ ထိုဆောင်ကြီးမှာပင်စီဗေးနီးယားမိရထားဘူဒာယုံကြီးဖြစ်ကြောင်းသိရသည်အင်းဒီဒီလူအုပ်နဲ့ရောကောင်ဘူဒာယုံကြီးတွေဝင်လာခဲ့ခီးသည်များ နားနေကန်ရောက်တော့ခဏဝင်ထိုင်လိုက်သည်အပြစ်မထက်အများကြီးနှွေသည်ဘေဘီကိုလှည့်ကြည့်ပြီးကဲခတ်လိုက်သည်အဝတ်စားဆွဆွပြပြနေလူများသည် သူ့ပပက်လေရှိခုံတန်းလမ်းများပေါ်တွင်ပြုတ်သိမ့်ထိုင်နေကြသည်အော်သူတို့တွေလေငါလိုပဲခြေနေမယ်ခြေတလုံးအိမ်နိုင်နေပါလားဟူ၍အင်းဒီ တွေးလိုက်မိ။သူဒီညဒီမှာပဲအိမ်မြူလေးဆုံးပြစ်လိုက်သည်။သူ့ဘီမေမကြခင်မှာပင်တွတ်တွတ်ခန့်ခန့်ရဲသားလူစားကြီးတယောက်အခန်းထဲသို့ဝင်ရောက်လာပြီးမိအထလက်မမပြနိုင်လင်းဘသူမှဒီညမှာမနေရဟု၍နှင့်ထုတ်ပါလျော်သည်။ဒီလိုနဲ့အင်းဒီဒီနယူးယောက်မြို့တော်ကြီးချမ်းအင်းလာတော့ညမောင်တူတွေသို့ရောက်ရှိတော့ပြန်ရှာလေ။လန်တိုင်းလန်တိုင်းသည်တစ်ချိန်ထက်ချိန်ပိုရိပ်ပိုရိပ်လူသူသွားလာခင်ပြလာသည်။ တစ်ခါတခါတွင်လမ်းဘီအသားခင်ဆိုင်ကလေးများကို ကြိုးချတွေ့ရသည်အသားခင်နှံကနှောင်းဝကိုလာရှိတော့အင်းဒီသည်ဖူးရည်ဖူးရည်ဆာလောင်လာမိသည်လို့ခံစား၏စောစောကပန်းစည်းတလုံးစားခဲ့ရ၍တော့ပါသည်သူ့ဝိမေပန်းစည်းတလုံးလုံးနဲ့တော့အသက်ရှင်နေထိုင်ပြီးအဖြစ်နိုင်ဟုသူကစဉ်းစားမိသည် အစာအတော့တတိယရောမှာဖူးရည်ပူရည်ဆာလာ၏။တို့ဖြင့်သူသည်ကိုကိုကိုခဏခဏအာပိစကားပြောနေမိသည်။ ငါခံနိုင်နေခံနိုင်နေဂီဟာရဲ့ပြန်မြောက်တာကိုပဲဝမ်းသာလာပြီနောက်ဆုံးညဆက်နိုင်အချိန်ကြာလို့တော့သူတော်တော်ပင်ပန်းလာပြီမနေ့ရှင်းနိုင်ကလေးကတစ်မျိုးလုံးအနံတယောက်ထီရှာလာခဲ့သည်တနေ့ရရောက်တော့အလွန်အေးလာတော့ကြာတကားပေါက်တစ်ခုနီးသို့ကက်သွားပြီးဆွေတော်ကိုတင်းတင်းဆက်ဆီရင်ရင်နေလိုက်သည်လေးကလေးပြင်လာသည်အေးတံကလေးတိတ်သီးလာသည်တစ်မျိုးလုံးမီးရေလေးပိတ်သွားပြီး အင်းဒီဒီဂီဟာကိုသတိရလာ၏ဂီဟာမသူ့ဘောင်းဖော်ရောနယူးယောက်မြို့ထဲမှာအခြားလူတွေပါအခုချိန်ဆိုရင်ကိုယ့်အရာမှာကိုနင်းနေတူတူအိတ်ဆန်နေကြ၏ဒီချိန်တုန်းကကြောင်းမှာသူ့စောက်တော်ဖတ်ခဲ့ဘူးသည်လမ်းပေါ်တွင်အိတ်သူများအေးဒီဂီ၃ညနေတွင်တည်ဆုံးသွားနိုင်သည်ဟုထိုစောက်ထဲမှာရေးထားသည်အခုလေအေးဒီဂရီကတုံညာနာနီနေပြီငါမအိပ်ဘူးလုံးဝမအိပ်ဘူးအင်းဒီက ထုံချင်းအိဆက်နေမောင်တုံတုံရီဖြင့်သူ့ကိုယ်သူအာဘိစကပြောလိုက်သည်သူဝိမေရင်းသူအာဘိနေမှာပင်သူ့ကိုယ်သူမဟန်နိုင်တော့ဘီထိုင်ချလိုက်ပြီးမကြမီအိပ်ပြောသွားရတော့သည်အင်းဤအိမ်မက်မသည်သူမိဘကန်တကူရေ ရောက်နေသည်အခန်းထဲတွင်နှွေထွေနေသည်စပွဲရင်သူ့ဖစ်ဖြစ်နေမိမိတို့လေထိုင်းနေကြသည်မိမိကသူ့ကိုကိုကိုပူပူတခွဖြော်တိုက်သည် ပြီးတော့တကြားရေးစိန်ထားသောမုံပြားတက်ကြီးတစ်ခုကိုကျွေသည်လမ်းဘေးတကားပွားဝရင်အိပ်ပျော်ရင်အိမ်မက်ထဲတွင်မိဘနှစ်ပါးနှင့်တူတူကိုကိုနှင့်မုံပြားတက်ကို အားရပါရမမင်းရှိချက်ကြီးစောက်တောင်းနေသော၁နှစ်သမီး၍မိန်းကလေးသည်စီနေဖုံးပြီးတရားမိဘေးကို အဖေမလေးတွေးမိအံ့ပါနီခွေကလေးနဲ့အတူဟေးကလေးမဟေးကလေးမထထ အိမ်မက်ထဲမှာအင်းဒီမင်မီသည်သူ့ပခုံးကိုလှုပ်နှုတ်နေသောမစ်ဆန်နီကန်ဖြစ်သူရုတ်တရက်ပြောင်းလဲသွားလေသည်အင်းဒီကမျက်လုံးများကို ပုတ်သက်ပြီးကြည့်လိုက်တော့ကသူ့ကိုလှုပ်နှုတ်နေသူမှာမစ်ဆန်နီကန်မဟုတ်ပေမျက်နှာကိုမိတ်ကပ်တွေဖွေနေအောင်ချင်ထားသောအသက်၄၀ကံခေါဝဝမိမကြီးတောင်ဖြစ်နေထိုမိမကြီးသည်အင်းဒီယာခက်ချင်းချင်းကလေးလှုပ်နှုတ်နေသည်အချိန်မှ၁၇နာရီထိုးကန်နေနေပြီ တကားဘဝနာတွင်အင်းဤတနာရီနီးပါအိပ်ပျော်နေခဲ့သည်ဖရာရေဒီနေရာမှာမလာအိပ်နေရတည်းညီးတကောလုံးရေခဲ့ပြီးတည်သွားမှာပေါ့ညီးကဘာဖြစ်လို့ဒီမှာလာအိပ်နေရတာလဲချက်ချမမအချိုင်းဆန်နေရမှရှိလို့ပါချမမအိမ်လည်းမရှိပါဘူးတော်တော်ရင်ရင်နဲ့ထရရရင်ပြန်ပြောလိုက်။အော်ဒီလိုလား။ဒါဆိုငါနဲ့တွေ့ရညီးကန်ကောင်းတော့ပေါ့။ ကဲလာလာအားနေလိုက်ခဲ့သူမိမသည်မြို့ရောင်ပေါ်စားတောင်မိတ်ကိုရင်ကြီးကိုဝှေ့ထားသည်သူကငါနမည် God peace be လို့ခေါ်တယ်ပြောကအင်းဒီလက်မောင်းကိုစုပ်ကန်ရင်ရေခဲနေတော်လက်မကြီးတိုင်းဟက်စင်မြက်ဖက်သို့ခတ်တုတ်တုတ်ကလေးရှောက်ထွက်လာခဲ့သည် God peace be သည်ရုပ်ရှင်အောင်ဆုံးမွေးကြည်လာပြီနော်အင်းတို့မြန်ပြန်လာရင် တကဘာဝနာရင်အိန္ဒိယမတ်မတင်တွေ့ရခြင်းဖြစ်၏ သူသည်ပင်ကိုအပြင် အလွန်စိတ်ဆင်နာကောင်းသူတယောက်တော့မဟုတ်သူ့ဝိမေရှိခဲ့တဲ့အိပ်ပျော်နေသောအင်းဒီကလေးအောင်မမျှော်လင့်မဲတွေ့ရတော့အလိုလိုတနာတော်မီကဲမင်းမလျှောက်မင်းမလျှောက်လို့မော်ရီခဲ့ပြီးသေးလိမ့်မယ်နှစ်ယောက်သားချီလန်းသွတ်သွတ်ဖြင့်ရှောက်လာခဲ့သည်ဒသမယိတလန်နှင့်အနောက်45လမ်းထောင်သို့ရောက်တော့ကရှေ့ခက်လန်းလန်းရှိမြေကန်းနားတနေရာ၌ လင်းလိုက်မှိတ်လိုက်ဖြစ်နေသောအနေရနေရမီချောင်းဆိုင်းဘုတ်ခုကိုအင်းဒီမြန်သည်ဆိုင်းဘုတ်စာရင်ကဘစ်စပီစောက်တော့ဆိုင်ဒီနေရာပဲချမ်းရလာတော့အပြစ်မဲ့မောင်နှွေးဖြစ်သောစောက်တော့ဆိုင်နဲ့လမ်းဝင်ရင်ဂတ်ဘစ်စပီကပြောသည်ဆိုင်းနေရင်မိရထင်းလေးလေးနေသည်ဟင်းနဲ့ကျွေးနဲ့နေလေးမုန်းနေသည်တသားကောင်းတော်ဟောင်းတစ်ခုအပြင်အနေရတည်ဖို့စပွေးဒါဇင်ဝက်ခက်နေခွေးချီတသားစင်ကရှိသည် စပွဲတစ်လုံးတွင်စိတ်ကန်းလုသနေအောင်ကော်ဖီတောင်းနေကြသည်။ဟောဝါဖပိုင်နှစ်ဖူးပြောင်ပြောင်မျက်နှာနီဆက်ဆက်ဖြင့်ကောင်တာနောက်တွင်နယူးယောက်ဒေးလီမီယာသတင်းစာဖတ်နေသူကတော့ဂါဘစ်စပီယောက်ကြောင့်ဖရက်ဘစ်စပီဖြစ်သည်။ဟေးမင်းနဲ့ပါလာတယ်။အဲ့ဒီခြားတိမလေးကဘသူတော့ဖရက်ကအင်းဒီဘက်သို့မေးဆက်ပြပြီးမေးလိုက်။ကျမအိမ်ပြန်လာရင်ရေခဲတဲ့အိပ်ပျော်နေရတွေ့လို့ခေါ်လာခဲ့ရလေ သူ့မှာနေစံနေရမရှိဘူးတဲ့မစ်ကာဘစ်ပီကကိုအင်းကြီးကိုပြန်ချွတ်နေမှပြန်ပြောသည်ထို့နောက်အင်းဒီဘတ်တို့လည်းရင်ဒါနဲ့ညီနဲ့မေကဘာရလဲကလီမာအင်းဒီဝါအင်းဒီအချက်မပြေသေးဘူးတုံတုံရင်ရင်နေပြီးပြန်ပြောလိုက်သည်ညီတိတ်ဆာနေသလားအင်းဒီဟုတ်ကဲ့စာနေပါရဲ့ကဲဒါဆိုဟိုကောင်းတာရှေ့မှာတော့ထိုင် ဖရက်ကညီးကိုပဲထုံမှုကြွေးလိုက်မယ်။တပွဲလောက်ကြည့်လင်းစမ်းမှာဖရက်ရင်။ဘာလဲ။သူကအချိမဲ့အနေမေးရတော့စတူဒီသားဆိုင်ဖွင့်ထားရလား။မချွေးနိုင်ဘူးကွာ။ရှင်ပါဇက်ကြီးဖိတ်ထားစမ်းမှာဖရက်ရင်။ကဲကျွေးတာကျွေးလိုက်စမ်းမှာ။အာဖရက်ကမကျေနပ်တယ်လို့ပြန်ပြောလိုက်သည်။သူ့ဘီမဲ့အငွေတထောင်ထောင်ထွက်နေသောစလုံးကြီးရဲ့မှာ အညိုရောင်ပဲထုံမှုတပွေခတ်ပြီးအင်းဤရှိသူချပေးသည်အင်းဤကလည်းအငမ်းမြပြင်းပလုတ်ပလောင်းစားသည်ပဲထုံမှုကပြစ်ချက်ချက်နဲ့ချင်းသောသောကြီးဖြစ်နေသည်တို့ပေမဲ့အင်းဤစားခဲ့ဘူးသမျှအစားစာတွေထက်တော့အရသာရှိသေးသည်ဘေးစဘီစားသောဆိုင်ကနေကျင်စရာကောင်းသောဆိုင်တဆိုင်တော့မဟုတ်ဟုအင်းဤတွင်မိတို့ပေမဲ့ရှိခဲ့တဲ့မှာမနေရတော့ရရေးစားစရာအတွက်မပူရတော့ရရေးကောင်းဝမ်းသာစရာပဲဟုသူ့ကိုယ်သူနှစ်သိမ့်မိ ကြာမီတွင်အင်းဤသိရှိလာသည်မှာဖရက်တိုလင်များသည်ဘစ်စပီဆောက်ဆိုင်ကိုတဝက်စီအစုရှယ်ယာပိုင်ဆိုင်ကြပြီးနောက်ဘက်မှာနှခမ်းတွဲအဆောင်ကလေးတွင် နေထိုင်ကြသည်သူတို့၏စီးပွားရေးအခြေအနေကမကောင်းစီးပွားပြက်ကက်ကာလာဖြစ်ပြီးကိမှုကြောင့်တစ်ခုနေကော်ဖီတစ်ခွက်ဝယ်ရန်ပတ်စံဆက်စင်မီမရှိကြသူတွေကအများကြီးတူတော်လေးဖရက်တိုလင်များမှာလူငါမထားပဲကိုရိုင်းချက်ပြုတ်ရောင်းချကြတော့ကြောင်းတဝန်တခါတော့ဝါကြည် ဖရက်ကစပိုမူအစားအစာပြင်ဆင်ပေးသူနေပကန်စီတမလှုပ်သည် သူမိမကတူရီတော်ဇပွဲရိုးနဲ့ငွေကိုင်းလှုပ်သည်တိုးတော်လေးသူတို့လင်များသည် စားဝတ်နေရေးအပူရသည်တိုင်းအလုပ်ကိုကျွတ်ကျွတ်ဆဆမလုပ်ချင်ကြဖရက်ကအားရှိလင်းအိတ်သည်အရက်တော့သည်မြင်လောင်သည်တိုးတော်လေးဆော့တော့ဆိုင်ကိုမနေ့ခုနှစ်နာရီမှညတကောင်တိုင်အောင်ဖွင့်တော့ကြောင်းသူတို့ဖို့ချိန်ဖို့ကဒိမ်မရှိ Mrs. Bisbee ကတော့ရွှေရှင်ဝါနာကို ။ဒါပေမဲ့သူ့ယောက်ျားကသူ့ကိုနှစ်ပတ်ကျင်လောက်သောရုပ်ရှင်ကြည့်ဝင်ပြုသည်။ယနေ့ညတွင် Miss Bisbee ရုပ်ရှင်ကြည့်ဝင်ရခြင်းမှာအင်းဒီတို့ကကံကောင်းသည်။ Miss Bisbee သည်နမည်ကျော်မင်းသောကလပ်ခီပဲပါဝင်သောကြံကြံရံမန်ဟတ်လက်စကားကို ကြည်ပြီးနောက်အိမ်ပြန်တွင်အင်းဒီကိုတွေ့ရခြင်းဖြင့်ပေထုံမှုတပွဲဖြင့်အင်းဒီမောအသည့်ကြောင့်မြင်ရသောကြောင့် Miss Bisbee သည်ကောင်တာနောက်သို့ရှောက်လာသည် ထို့နောက်သူယောက်ျား၏မျက်စောင်းထိုးခြင်းကိုမတိကျိုးကျွန်လောက်ကအင်းဒီအာပန်းသီးမုန်တစ်ခုနှင့်ချောကလက်ပူပူတစ်ခွက်ထပ်ကြွေးသည်။အိုအများကြီးကျေးဇူးတင်ပါတယ်အန်ဒီ။အင်းဒီကပန်းသီးမုန်ကိုစားရင်းပြောလိုက်။အင်းဒီစားတော့နေစဉ်မစ္စပစ်ဘီက သူယောက်ျားကို နောက်ဖက်အဆောင်သို့ဆွဲခေါ်သွားသည်။လင်းများနှစ်ယောက်အခြေတင် ပြောင်းနေသမျှကိုအင်းဒီတစုံစားကြားသည်။ခဏကြာတော့သူတို့ ပြန်ထွက်လာကြသည်။ ဖရက်ကာအင်ဒီကိုထူးထူးခြားခြားပြုံးပြသည်သို့တော်သူ့အပြုံးကအသက်မမာသည့်အပြုံးမျိုးဌာနဲ့ကလေးမှာကနေစရာမရှိဘူးဆိုတော့သူနဲ့တူမနေကြုံလိုက်ဖရက်ကဟန်ဆောင်ပြုံးဖြင့်အင်ဒီဥကောင်ကိုပုတ်တက်ရင်မိသည်ဟင်ကျမဒီမနေရမှာလိုက်အင်ဒီကတန်အံ့တော်မိသည်သူကသူ့ပေါ်တွင်ရုပ်တက်ပြောင်းလဲသွားသည့် freight သဘောထားကို နားမလည်နိုင်အောင်ဖြစ်နေသူစကားကနဝင်းချိုးစရာဖြစ်ပေမယ့် သူ့မျက်လုံးတွေကအေးဆက်ဆက်နေမယိုးသားသည်ပုံမျိုးသူကထပ်ပြောသည်ဒါပေါ်ဒီမှာနေရမှာပေါ့တို့နောက်ဖေးဆောင်မှာတော့အခန်းပေါ်တော့မရှိဘူးဒါပေမဲ့မြေအောင်မိဝကန်းတော့ရှိရဲ့အဲ့ဒီမှာကုပစ်ကရင်ကလေးတခုလေးရှိရဲ့မင်းတို့တို့ကစောင့်နေထည့်ပြီးမင်းအဲ့ဒါဆိုရင်အောက်ကအခင်းကလေးနေကောင်းကောင်းနေရပေါ့ကျမကျမဟဲ့ဒီမှာအင်းနီညီပါမစိတ်ကူးမလွဲစမ်းနဲ့ Mrs. Bisby ကဝင်ပြောသည်။ညီကရေခဲ့တယ်။သွားအချင်နေသေးလား။တို့ဟာဒီမှာမင်းကိုအိတ်ဆန်နေရလဲပြီးမင်းစားစရာလဲကြည့်မင်းညီကတို့အတွက်ဆိုင်မကူပြီးနည်းနည်းပပလုပ်ပေးရုံမင်းဟုတ်ကဲ့ဒီလိုဆိုကျမနေပါမင်းထို့နောက် Miss Bisby သည်အိန္ဒိယမြောက်ခန့်နေသူခေါ်လာခဲ့သည်အခန်းကကြင်ကြင်လေးရဲ့ပြတင်းပေါလုံးဝမရှိဘူး တခံလုံးရှုပ်ပွီးညစ်ပတ်ပြီး ကြောင်မင်းသွင်းနဲ့နေမှို့နေသည်တို့ဝိမေနှွေးထွေးပြီးတတောင့်တတောင့်ရှိသည် Miss Bisby ကအိန္ဒိယနေသားချပြီးတော့မိပေးလိုက်သည်ပြီးတော့အပေါ်ထံပြန်တက်သွားသည်မိနစ်ပိုင်းတွင်မှပင်အင်းဤအိပ်ပြောသွားတော့သည် ကောင်တာတွင်အင်းဤပေထမုတ်စားနေခဲ့စဉ်က Mrs Bisby သည် သူ့ယောက်ျားကိုနောက်ဖက်ဆောင်သို့ဆွဲခေါ်သွားပြီးစီယုံခဲ့ရ၏ဒီလိုအချိန်မဲ့အနေနဲ့မိန်းကလေးတယောက်ကောက်ရသလို ရလာတာကျမတို့အတွက်သိပ်ပြီးကန်းကောင်းနေ friend ကြည်လေရှင်မင်းနဲ့အတိုင်းပဲကလီမလေးကတော်တော်တန်နေနောက်ပေါက်ကလေးကြာနေရပြီဒီရောသူ့ကိုကျမတို့ဒီမှာခေါ်ဟကြမယ်သူတက်စီလေဘာမှမကြည့်ဘူးစားစိတ်ကလေးနေနေပပခုံယုံမဲရှိမယ်ဒါပေမဲ့ကျမတို့လာကမပေးရပဲနေစပွဲတို့လဲရမယ်ပကံစီသမားလဲရမယ်တန်ရှင်းရဲ့လို့သမားလဲရမယ်အေးဟုတ်သားပဲငါအဲ့တော့အတွက်ခဲ့မိဘူး ဖရက်ကပြန်ပြောသည်ဒါပေမဲ့ဒီကလေးကတဏှာရာကထွက်ပြေးလာတာဖြစ်ရမယ်ကွာအဲ့ဒါဆိုရင်တို့အမှုပတ်နေမှာစိုးရတယ်ငါကရင်းနေရင်းမဆိုင်ခြင်းမူကွာသူကမိဘတွေရိုက်လို့ထွက်ပြေးလာတာဖြစ်မှာဒါပေမဲ့ဒီမာနေရင်သူ့ကိုဘယ်သူမှမယဉ်မိနိုင်ဘူးတရားရုံးကမေးလိုက်ရင်လေလွေပါတယ်ဖရက်ရင်ကျမတို့နဲ့အတူနေဖို့ကလီဗလင်းကရောက်လာတဲ့ဒီမာလေးပါလို့ပြောလိုက်ရုံပေါ့အေး ဟုတ်တယ်ကောင်းတယ်ဒီတိုင်းဆိုငါမိမကငါထင်သလောက်မတုံးသေးပါလားဟဲဟဲရှင်းတို့လေလင်းများနေအောင်ကြိတ်ပြီးတိုင်ပင်ခဲ့ပြီးတော့မှဖရက်ကကောင်းတော်သူပြန်ထွက်လာကအင်းဒီကလေးအောင်အဖြုံးမျက်နှာဖြင့်ကြိုဆုပ်ခဲ့ခြင်းဖြစ်လေသည်ညော်ခန်းတွင်ဖြက်ကနေမီလင်းသွားသည်တစုံတစ်ယောက်သည်အင်းဒီအောင်ခက်ချင်းချင်းကလေးလှုပ်လို့နေဟေးချတိတ်ပါလေမိုးတက်အောင်အိတ်နေလို့မရဘူး၆နာရီခွဲနေပြီထမြင်မြင်ထား ဆိုင်ဖွင့်တော့မင်းဒီမှနေရင်ဒီကအလို့လို့အောင်ပါပဲဟုတ်ကဲ့ထားပါပြီရှင်ဖရက်ဤငှက်ဆိုးထိုးတန်ကြီးကြောင့်အင်းဤအိယာမကမန်ကဒန်ထထိုင်သည်တရင်ကောင်အဖြစ်တော့သူ့အမြင်နေဝေဝါနေသည်သူဘယ်နေရာသို့ရောက်နေမှန်းလေမမှတ်မီဖရက်ဤမျက်နှာကြီးကိုဘွားကနေမြင်လိုက်ရတော့မှသူ့ဖြစ်မှန်ကိုတတိယမိတော်သည် ။နောက်တိတ်မကြခင်မှာတော့အင်းဒီဒီဒုစိထိရောက်တော့အစင်းရင်အောင်ဇပွဲတို့ဝတ်စုံကလေးဝေခေါအဖိုးရဲ့သူရောက်ရှိနေလေ။ကဲညီပေါ့ကိုအရင်လှုပ်ချင်လေ။မစ်ဘစ်ဘီကမေးသည်။ကျွန်မမသိပါဘူး။အင်းဒီကပြန်ဖြေသည်။ကောင်းပြီ။ဒါဆိုစိုင်းပရင်ပေါ့တွေကိုအရင်တိုင်းရေဘက်တုတ်ပြီး ပြောင်းနေအောင်တိုင်းကြာလား။ဟုတ်ကဲ့ရှင် ဒီလိုနဲ့ဘရင်းမောက်တွေကိုတိုက်ချစ်ပြီးသားတော့ကောင်ဖရက်ကအင်းဒီအောင်ကောင်တာနောက်တော့ခေါ်ကအီယာမတန်ဝန်ကြီးနဲ့ကော်ဖီဖြောင်းကြီးကိုတင်ပေးသည်ပြီးတော့ငွေစင်းကင်ကြီးကိုတင်ပေးသည်ထို့နောက်အင်းဒီဒီမနက်9နာရီမှည7နာရီထိဂျန်တိုင်ပကန်စီစုပွဲတို့ကောင်တာထိုင်အလုပ်များကို စားတော့ချိန်ကလွယ်ပြီးတခြားလုံးလောက်ပါ၏တဏီကုံ၍စိုင်းပေးတော့ခေါ်ခြေကုံးလက်ပန်းကြပြီးကုပစ်ပေါ်ခြေပြက်လက်ပြေလှည့်အိပ်လိုက်တော့သည်ခြေလက်တွေကိုမထည့်ချင်း၍ ဖနက်မချွတ်ပဲအိတ်ချလိုက်မိဒီမာလေးအချိန်ချင်းမနက်6နာရီခွဲတော့တခါပြန်ထပြီးတနေ့တာလုပ်ငန်းခင်းသူပြန်ဝင်ဤဒီဝင်လင်းအင်းဒီကလေးဤနေ့တတူတော့လုပ်ငန်းတာဝန်ဖြစ်ဤဤတို့ဖြင့်ချမ်းရင်လာတော့ဇန်နဝါရီလ၏နေ့ရက်တွင်ကုန်လွန်သွားခဲ့သည်ဤဤဒီအမိုက်တရဆွန့်ပြေးရန်နောက်ဖေးလန်းကြသူထွက်ချိန်မှလွယ်ပြီးအပြင်သို့ထွက်ချိန်လုံးဝမရှိဆိုင်ထဲတွင်နည်းနည်းအလုပ်ပါလျင်အလကားထိုင်နေ၍မရာ ဖရက်ကောင်ကောင်တာနောက်သို့ခေါ်ကောင်မုန်းလုံးနီနှင့်ဟင်းချက်နီတွေကိုတင်ပေးသည်သူဖြင့်အင်းဒီသည်အာလူကျော်ကျဲဥမှုကျော်အသီးရွက်သားပြုံးဟင်ဝဲဥကျောင်းတို့ပေါမုံမီခင်ဟမ်ဘာဂါဘော့စတန်ပဲထုံမုံကျသားလုံးကျော်တူနာငါဟင်းနှင့်ကျဲဥပေါမုံကျော်လုံနှင်းချက်နီများကိုကျဲတဲ့ပတ်အနေငယ်တွင်မဝင်ကောင်းကောင်းကြီးကျွမ်းကျင်လာ၏အမှန်တမ်းပြောရရင်အချက်ပြုတ်လုပ်ငန်းတွင်အင်းဒီက ဖရက်ထက်ပင်တော်၏